်စပင်တွေကိုအများရန်ထုံးတာဖွဲ့တာကောက်တာဖြောင်းတာစပင်ဆေးဆိုးတာပေါ့နော်မျိုးစုံလုံးနေရတဲ့သူတွေဖြစ်တဲ့အတွက်ဟဲကဲကိုတော့ဂယူးဆိုက်ရပါတယ်အဲဂယူးဆိုက်ရခါကျတော့တစ်ခါချက်လည်းအဲ့လိုမျိုးပေါ့နော်ထုံးဖွဲ့ထားပြီးကော်ရီပါရင်လည်းဆိုလို့ရှိရင်အိမ်မှာကွက်ကိုမလျှော်ခြင်းတော့နောက်ပြီးတော့စပေးဆိုတာဟိုဒုတိယမျက်နှာလည်းဖြစ်တယ်ဆိုတဲ့အခါကျတော့ဟိုစပေးပုံစံချိန်လိုက်ရင်လူကလည်းနောက်နောက်တစ်ယောက်လိုပြောင်းလဲသွားတာဆိုတော့ဟိုလိုက်တာမလိုက်တာအထက်စပေးအတူကနေအရှေ့ပြောင်းတာပဲဖြစ်ဖြစ်အရှေ့ကနေအတူပြောင်းသွားတာပဲဖြစ်ဖြစ်ဟို ူပေါ့နော်မိုက်သွားတယ်ပေါ့နော်ပေးစင်တဲ့လို့ပြောရအောင်ကြံမိုးရေဆိုရောင်ချမ်းပတ်အိုင်ဒေါ်တယောက်ကစပီပုံစံချိန်လိုက်တယ်ဆိုရင်ပဲအော်သူဘာကမ်းမတ်လုပ်လို့ရှိလဲမသိဘူးဘယ်မျိုးစစ်ဗီဒီယိုထွက်ဖို့ရှိလဲမသိဘူးဆိုပြီးတော့ဒီလိုစောင့်မျှော်ကြရတာလေ ော်ဒါ V47 ရဲ့မြောက်ဒဂုံဆိုင်ခွဲလေးဖွင့်ပွဲအခမ်းအနားလေးပေါ့နော်အဲ့တော့အခုလိုမျိုးမြန်မာနိုင်ငံမှာဆိုရင်ဒါ V47 ဆိုင်ခွဲတွေအများဆုံးဖွင့်ထားတဲ့ beauty salon မှာအခုလိုမျိုးနောက်ထပ်ဆိုင်ခွဲအတစ်ကိုဖွင့်လှစ်နိုင်တဲ့အတွက်အများကြီးခုယူဝမ်းသာမိပါတယ်ရှင်လေ က်နဲ့ပြောလို့ရှိရင်တော့တစုနေရတော့ဟိုပေါ့နော်ဒီ hair care နဲ့ပတ်သက်လို့ရှိရင်တော့ကိုကကိုကတော့တိတ်မလုပ်ဖြစ်ဘူးဂယူးတိတ်မဆိုင်ဖြစ်ဘူးလို့ပြောရမှာပေါ့နော်အဲဒါပေမဲ့အဲ့လိုစိုင်းနေမှာတော့သွားပြီးတော့လုပ်ဖြစ်တယ်ပေါ့နော်အဲတစုဆိုလို့ရှိရင်စပင်းတွေကိုအများရန်ထုံးတာဖွဲ့တာကောက်တာဖြောင်းတာစပင်းဆေးဆိုးတာပေါ့နော်မျိုးစုံလုံးနေရတဲ့သူတွေဖြစ်တဲ့အတွက် hair care ကိုတော့ဂယူးဆိုင်ရပါတယ်အဲဂယူးဆိုင်ရတဲ့ခါကျတော့တစ်ခါကျရင်လည်းအဲ့လိုမျိုးပေါ့နော် ထုံးဖွဲ့ထားပြီးကော်ရီပါရီနဲ့ဆိုလို့ရှိရင်အိမ်မှာကွက်ကိုမလျှော့ကျင်တော့ဘူးပြီးတော့အဲ့လိုစပင်းနည်းနည်းလေးစီးကတ်လာတာတို့ဘာလို့ဆိုလဲအဲ့လိုသိမ့်မနေတတ်ဘူးပေါ့နော်ဒါကြောင့်ဆိုင်မာတော့လုတ်ဖြစ်တာတော့အများဆုံးပဲဟဲကဲဆိုရင်တော့လေအဲ့တော့ဆိုင်မာပဲသွားလျှော့လိုက်တယ်အာပြီးွားလျှော့တဲ့အချိန်တိုင်းမှာအဲ့လိုပေါင်းစည်းလေးပေါ့နော်ပေါင်းစည်းလေးအများအသုံးပေးတယ်စပင်းကအများလုံနေပြုတ်နေရတာဆိုတော့အဲ့လိုပျက်စီးမှာဆိုလို့ပေါ့နော်အဲ့လိုချိုးတင်ကာကွယ်တဲ့အနေနဲ့ရော treatment ယူတဲ့အနေနဲ့ရောပေါ့ဆိုတော့အဲဆိုင်မာတော့အများအများတမ်းပေါ့အများဆုံးလုတ်ဖြစ်တယ်ပေါ့နော်အိမ်မှာလုတ်တာဆိုလို့အဲ့လိုကိုယ့်ကကို hair tonic လေးထည့်တာ serum အသုံးနာမျိုးအဲအဲ့လောက်ပဲလုံးဖြစ်တယ်ရှင်ကျန်တာကတော့ဆိုင်မှာပဲ treatment ယူဖြစ်တယ်အဲ V47 မှာတော့လည်းစုအိမ်နဲ့လည်းနီးနေတာမို့လို့လေအမြဲတမ်းခေါင်းလဲသွားလျှော်ဖြစ်တယ်အဲအခုဆိုတာ V47 မှာပဲသပင်ဆိုးထားရပေါ့နော်ကိုယ်စိတ်ကြိုက် color လေးရတဲ့အတွက်လည်းအရန်သဘောကျတယ်အာပြီးတော့ဒီသပင်ဆေးဆိုးထားတဲ့သပင်ဖြစ်တဲ့အတွက်ပို့ပြီးတော့ကဲလောက်ရတယ်ပေါ့နော်အဲအဲ့တော့ V47 မှာပဲအမြဲတမ်းသပင်လေးအမြဲတမ်းပေါင်းဖြစ်တယ်ရှော့တိုင်းပေါင်းဖြစ်တယ်ပေါ့နော်ပေါင်းစည်းလေးထည့်ပြီးတော့အဲ့တော့နည်းနည်းတတ်တာပါပေါ့ uh V47 မှာဆိုရင်တော့ဒါဆိုတော့ဟိုအကြိုက်ဆုံးကတော့ဗောနော်ဒီ treatment လုပ်တဲ့ cervix တွေဗောနော်အဲ့ဒါကိုတော့အကြိုက်ဆုံးပဲပြီးတော့ ဲ့ B47 ကနာမည်ကြီးတာလေဒီလိုစပင်ပေါင်းတင်တာတို့မျက်နှာပေါင်းတင်တာတို့ပေါ့နော် facial နဲ့ပတ်သက်တာတွေပြီးတော့စပင်ကတ်တင်ပေါ့နော်အဲအဲ့ဒါတွေရန်နာမည်ကြီးရယ်ဆိုတော့လက်စုအနေနဲ့ main clay တွေကိုအာ B47 ရောက်လို့ရှိရင်တော့စပင်ကဲလောက်တာစပင်ဆိုးပြီးွားလို့ရှိရင်ပြန်ပြီးတော့ပေါင်းတင်တာတို့အဲ့ဒါမျိုးလေးကိုလုပ်စေချင်ပါတယ်စပင် design ကတော့အရန်ရေးပါတာပေါ့နော်ဘာလို့လဲဆိုတော့ဟို character တွေပါတယ် change နေဆိုလို့ရှိရင်လည်းစပင်ပုံစံပြောင်းပြီးတော့ change ကြတာမျိုးတွေလည်းရှိရယ်ပေါ့နော်နောက် ပြီးတော့စပင်ဆိုတာဟိုဒုတိယမျက်နှာလည်းဖြစ်တယ်ဆိုတဲ့ခါကျတော့ဟိုစပင်ပုံစံချိန်လိုက်ရင်လူကလည်းနောက်နောက်တစ်ယောက်လိုပြောင်းလဲသွားတာဆိုတော့ဟိုလိုက်တာမလိုက်တာအထက်စပင်အတူကနေအရှေ့ပြောင်းတာပဲဖြစ်ဖြစ်အရှေ့ကနေအတူပြောင်းသွားတာပဲဖြစ်ဖြစ်ဟိုဟိုပေါ့နော်မိုက်သွားတယ်ပေါ့နော်ဟိုအဲတော်တော်လေးတော့ အပြောင်းလဲလေးဖြစ်တာပေါ့နော်နောက်တစ်ခုကကျတော့ဆိုတော့ဒီဟိုအခုဆိုရင်ပေါ့နော်မြန်မာပြည်သက်နဲ့မစိမ်းနဲ့ကိုရီးယားဆိုလဲဟို K drama တို့ K-pop တို့မှာဆိုလို့ရှိရင်လဲအဲ့လိုမျိုးစပေးပုံစံ hair style တွေ change ပြီးတော့ဟိုပါပေါ့နော်အဲ release လောက်ကြမျိုးတွေလည်းရှိရပေါ့ဥပမာဆိုရင်ဟို idol တယောက်က အဲသပီးပုံစံချိန်လိုက်တယ်ဆိုရင်ပဲအော်သူဘာကမ်းမတ်လုပ်လို့ပို့ရှိလဲမသိဘူးဘယ် music video ထွက်ဖို့ရှိလဲမသိဘူးဆိုပြီးတော့အဲ့လိုစောင့်မျှော်ကြရတာလေအဲ့တော့အဲ့လိုသပီးပုံစံချိန်လိုက်တာနဲ့အဲ့လိုအမိုက်စားဖြစ်သွားပြီးတော့အဲ့လိုမျိုးမျှော်ကြရမျိုးတွေလည်းရှိရဲ့နောက်ပြီး K drama မှာဆိုလို့ရှိရင်လည်းမင်းသမီးလေးတွေက အာဟိုစပင်ပုံစံကိုကြည့်လိုက်တာနဲ့အာဒီစပင်ပုံစံကအဲ့ဒီကားရဲကအဲကာရိုက်တာလေအာဒီစပင်ပုံစံဆိုရင်တော့ဟိုကားရဲကကာရိုက်တာလေဆိုတာမျိုးတန်းပြောလို့ရတဲ့အထိအာဟဲစတာတွေကိုချိန်ပြီးထရန်ပေါ်မှာလိုက်သွားပြီးတော့ကြောင်းလဲကြရည်လည်းရှိရပါတော့ဆိုတော့အခုနေစုစိုးထားတဲ့ရောင်ကတော့ဟိုစတုံးထုံးတာတော့တိတ်မပေါ်ဘူးဖြစ်တယ်ဒါပေမဲ့နေစုအရန်ကြိုက်တဲ့ကာလာလေးပေါ့နော်ဒါ V47 အနေစိုးပေးထားတာအဲ့ဒီကာလာရဖို့အတွက်နေစုတို့ဟာပေါ့နှစ်ဆင့်လောက်တော့ပြန်ပြီးတော့စိုးရတယ် ဲ V47 မှာဘာစိတ်ချမ်းသာမှုရလဲဆိုတော့ဒီမှာကျတော့သူ V47 အားတာချက်ပေါ့နော်အာတကယ်တက်ကျွမ်းနဲ့ပညာရှင်တွေ hair stylist တွေအများကြီးရှိနေတာပေါ့ တို့နဲ့တေချာဆွေးနွေးတိုင်ပင်ပြီးတော့ကိုလိုချင်တဲ့ကာလာကိုလိုချင်တဲ့ပုံစံပေါ့နော်အဲ့လိုမျိုးတိုင်ပင်ဆွေးနွေးပြီးတော့လုပ်လို့ရတယ်ပြီးတော့ကိုဖြစ်ချင်တဲ့ကာလာအတိုင်းထွက်အောင်တို့ကစူးစမ်းပေးရပေါ့နော်ဆိုတော့အရန်အဆင်ပြေတယ်ဆိုဒီဆိုင်မှာစိုးရတယ်ဆိုလိုချင်တဲ့ကာလာလေးလည်းရတော့အရန်အဆင်ပြေပြီးသဘောကျတယ်ဟုတ် V47 ပေါ့နော်အခုဒီဆိုင်ရတယ်စပြီးတော့ဆိုင်ပေါင်းများများစွာကိုဖွင့်လင်းနိုင်ပါစေ ပြီးတော့အခုဆိုရင်ဒါဆယ်စုနှစ်ကျော်ရက်တည်လာပြီးတော့ဆိုင်ပေါင်း15ဆိုင်ကျော်ဆိုတော့အဲ အားပေးတဲ့သူတွေယုံကြည်မှုတွေအများကြီးနဲ့တိစောက်ထားတာပါအဲ့တော့ဒီထက်မကယုံကြည်မှုတွေအများကြီးအားပေးမှုတွေအများကြီးနဲ့ဆိုင်ွယ်ပေါင်းများများစွာဖွင့်လှစ်နိုင်ပြီးတော့အောင်မြင်မှုတွေကိုစောင့်နိုင်ပါစေလို့ဆုတောင်းပေးပါရစေ